မဲမင်္ဂလာပါ The Infinite Tarot ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်လုတ်ပေးသွားမယ် reading တွေကကြတော့ဗောနော်ဒီကိုယ်စိတ်ထဲမှာရှိတဲ့သူကိုတီဒီကိုတီချင်တဲ့သူဗောနော်တစ်ဖက်လူကကိုယ်နဲ့ပတ်သက်ပြီးတော့မှဘာတွေလှုပ်လာဖို့ရှိတယ်လဲဗောနော်သူရဲ့ next move ကဘာဖြစ်မလဲဆိုတဲ့ဟာလေးကိုဟောပြပေးသွားမှာဗောနော်ဒီတစ်ခေါက် reading ကတော့ current reading တွေထက်တော့တိုးမယ်ဗောနော် short reading ပုံစံမျိုးလေးဗောနော်ရွေးချယ်စရာ group 3ခုရှိပါတယ်ကလေးတွေလည်းခြာပေးထားပါတယ်ဒါလေးကတော့ number 1 group number 1ပါ ဒီကတော့ group number 2ပါဒါလေးကတော့3ပါဒီကတ်3ကတ်4ပေါ့နော်ဒီချလေးအာအာယုံပြုပြီးတော့မှအာယုံစိုက်ပြီးတော့မှဒီရွေးချယ်ပါပေါ့နော်ဒီစာသားလေးကိုကြည့်ပြီးတော့မှရွေးချယ်တာတက်ကိုစိတ်ထဲမှာခံစားနေရတဲ့ခံစားချက်ကိုရွေးချယ်တာပို့ပြီးတော့မှကောင်းနေပေါ့နော်အဲ့လိုလေးရွေးချယ်ပြီးတော့ရင် post မှာချပေးထားတဲ့ time stamp ကနေတစ်စင်းကြော်ကြည့်လိုက်ရင် ရပါပြီရှင် Hello group 1ကိုရေးထားတဲ့သူတွေအားလုံးပဲမင်္ဂလာပါ group 1ကကြတော့ဒီ goal ဆိုရယ်ကလေးရေးထားတယ်ပေါ့เนาะဒီကကကြတော့ဒီကိုယ့်ရဲ့ energy check ပေါ့เนาะကိုကတစ်ဖက်လူပုံမှာ blue energy မျိုးတက်ရောက်နေတယ်လေဆိုရယ်ဟာလေးကို check လုပ်ပြီးတော့မှာပေါ့เนาะလောလောဆယ်တော့ကိုက ဒီတစ်ဖက်လူနဲ့ပတ်သက်ပြီးတော့မှ coach ရတဲ့အတိုင်းနဲ့ coaching လုပ်နေတဲ့ပုံစံမျိုးလေးတွေ့ရတယ်။တချို့ကလည်းတကယ်ကိုအတိအကျကြီးပေါ်တင် coaching လုပ်တာမျိုးဖြစ်နိုင်နေပေါ့နော်။သူ့ကိုဘာဆက်သွင်းမှလာဘာဘာဆက်သွင်းမှလည်းမလုပ်ဘူးအဲ့လို communication ဆိုရင်လည်းဖြတ်ချပြစ်တာမျိုးကိုကပျောက်သွားတာပေါ့နော်။သူ့တေချာလည်းမပြောပြဘူး။တေချာလည်းမရှင်းပြဘူး။ကိုယ့်ရဲ့စိတ်ထဲမှာရှိနေတဲ့ခံစားချက်တွေကိုလည်းထုံးမပြဘူး။ကိုကဘာမကြည်နပ်တာလဲ။ကိုကဘာဖြစ်ချင်တာလဲ။ဘာလိုချင်တာလဲ။စသဖြင့်ပေါ့နော်။အဲ့လိုမျိုးတွေတခုမှထုံးမပြောပြဘဲနဲ့ကိုပါ သားကိုသူ့ကိုဖြတ်ချလိုက်တဲ့ပုံစံမျိုးတို့လစ်လူရှုလိုက်တဲ့ပုံစံမျိုးပြောရရင်ဖုံးနေပါလေတဲ့ဘလော့ပစ်တာမျိုး ကိုလုံးဝရှာလို့မရအောင်ပေါ့နော်ကိုကသူ့စီကနေထွက်သွားတဲ့ပုံစံမျိုးထွက်လာတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုလုံးလိုက်ပင်မဲ့ကိုကတော့သူ့ကိုတနေရာရာကန်းနေစောင့်ကြည့်နေတယ်ပေါ့နော်အဲ့လိုသူဘာတွေလုပ်နေတယ်လဲဘာတွေရှိနေတယ်လဲဘာတွေဖြစ်နေတယ်လဲဆိုရဲဟာကိုတော့အမြဲတမ်းနားဆင်နေတယ်ပေါ့နော်ဒါကြောင့်ကိုကသူ့စီကနေတော့ထွက်သွားလိုက်တယ်ဘာမှမပြောဘဲနဲ့သူ့ဒီတိုင်းပြစ်ထားခဲ့တယ်ဒါပေမဲ့သူ့ကိုတော့စောင့်ကြည့်နေတော့မဲ့သူ့ကြောင့်လည်းသိကျင်နေတော့မဲ့ဘာတွေဘလို့ဆက်ဖြစ်မလဲဆိုတာလည်းသိကျင်နေနည်းနည်းလေးတချို့ကြလည်းကိုရဲ့တန်ဖိုးသိအောင်လို့သူ့ကို ို့တမင်ဖြတ်ချလိုက်တာလည်းဖြစ်နိုင်တယ်ပေါ့နော်။နင်ကငါမရှိဘဲနဲ့ကောင်းကောင်းနေနိုင်မလား။နေကြည့်လေငါ့ရဲ့တံပိုးနင်တိလာစေရမယ်ဆိုပြီးအဲ့လိုလက်စားချေခြင်းနဲ့စိတ်ကြောင့်မလို့သူ့ကိုဖြတ်ချပစ်ခဲ့ရလည်းဖြစ်နိုင်တယ်ပေါ့နော်။ဒါလေးကတော့ energy check ကလေးပေါ့နော်။ဒီဟာကကိုယ်နဲ့ kait တယ်ဆိုရင်ပေါ့နော်။ဒီတစ်ဖက်လူကကိုယ်နဲ့ပတ်သက်ပြီးတော့မပါလေးတွေလောက်လာဖို့ရှိတယ်လေပေါ့နော်။ PMS မှာဘာဖြစ်တယ်လဲ။ဒီ reading အကြော်ဒီ data rocket လေးပဲတုံးပြီးတော့မဟုတ်ပြပြီးတော့မှာပေါ့เนาะအဲ့ဒါဆိုရင် group 1ရဲ့ version ကပေါ့နော် group 1နဲ့ပတ်သက်ပြီးတော့မှဘာတွေလောက်လာဖို့ရှိတယ်လဲပေါ့နော်ကကလေးကတော့၃ကပ်ဆွဲပြီးမှပေါ့နော်ပထမဦးဆုံးကပ်ကကြတော့ queen of cups ရဲ့ကလေးကြလာပါတယ် group 1ရဲ့ version က group 1နဲ့ပတ်သက်ပြီးဘာတွေလောက်လာဖို့ရှိတယ်လဲ နောက်တစ်ကပ်ကကြတော့ Nairo Swiss Regal လေးကြာလာပါတယ်။နောက်ဆုံးတစ်ကပ်ပေါ့နော်။နောက်ဆုံးတစ်ကပ်ကကြတော့ Nairo Swiss Regal ကလေးပါ Photon Tech Energy ကကြတော့ Photo Pandigas Regal လေးကြာလာပါတယ်။အဲ့ဒါဆိုရင်ပေါ့နော် Group 1ရဲ့ version က Group 1နဲ့ပတ်သက်ပြီးတော့မှ ဘာလေးတွေလောက်လာဖို့ရှိတယ်လဲဆိုရင်ဒီမာရောပေါ့နော်သူ့ရဲ့ပုံစံကဘယ်လိုပြောမလဲကိုကတော့သူ့အဲ့လိုမျိုးအဆက်အသွယ်ဖြတ်တာမျိုးပဲဖြစ်ဖြစ်လစ်လီရှူလိုက်တာမျိုးအဲ့လိုကိုဘက်က ghosting လောက်သွားပေးမယ်ပေါ့နော်သူ့စိတ်ထဲမှာတော့ကိုနဲ့ပတ်သက်ပြီးတော့မှယုံကြည်ချက်လေးကတော့ရှိနေသေးတယ်ဆိုတဲ့ဟာမျိုးမြင်ရတယ်ပြောရရင် ကိုကသူ့ကိုတကယ်ချစ်တာမျိုးပဲဖြစ်ဖြစ်ကိုကသူ့ပေါ်မှာခံစားချက်တည်းရှိတယ်ဆိုတော့သူကယုံကြည်ထားတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကိုနဲ့သူနဲ့ကအဲ့လိုမျိုးဖြတ်တန်းခဲ့တဲ့အချိန်ကာလတစ်ခုရှိလိမ့်မယ်။အဲ့လို spiritual journey အတူတူရှောက်ခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။အဲ့လိုမှမဟုတ်ရင်လည်းပေါ့နော်။အဲ့လိုတွဲတာကြတာမျိုးပါမျိုးရှိရခါကြတဖက်လူကကိုကောင်းကောင်းသိတယ်ပေါ့နော်။ဒါကြောင့်ကိုရဲ့ action တွေကဒီ connection ပေါ်မှာအလောက်ကြီးကြီးမတက်ရဘူး။တနည်းအားဖြင့်သူ့ရဲ့စိတ်ခံစားချက်တွေကိုပြောင်းမသွားစေဘူး။ပြောရရင်ကိုကသူမကြိုက်လောက်တဲ့အလုပ်ပဲဖြစ်သူဆိုးတဲ့ ဲ့လို့သူလုံးဝလက်မခံလောက်တဲ့အလုပ်တွေဘလောက်ဖယ်လုံးလုံးသူ့စိတ်ထဲမှာဒီဟာတွေဘာလို့လုပ်လဲဆိုတာသူသိရပြောရင်ဘာလို့ဒီလိုခံစားရလဲဘာလို့ဒီလိုဖြစ်လဲဆိုတာသူသိထားတယ်တနည်းအားဖြင့်ပြောရင်ကိုကသူ့ကိုချစ်လို့ပေါ့နော် ဒီလိုမျိုးတွေလောက်တာဒီလိုမျိုးတွေဆိုးသွမ်းတာဆိုတာသိထားတဲ့အတွက်ကြောင့်မလို့ဒီကိုရဲ့လောက်ရကပေါ့နော်သူ့အပေါ်မှာအဲ့လိုတခုခုကြီးကြီးမားမားကြီးလွှမ်းမိုးမှုပဲဖြစ်ဖြစ်ကြီးကြီးမားမားတက်ရောက်မှုကြီးရှိမသွားဘူးဒါကြောင့်မလို့ကိုကတော့တွေးတာပေါ့နော်ငါဒီလိုလောက်လိုက်ရင်ဒါတွေဖြစ်လာမယ်ဒါတွေရလာမယ်လို့တွေးတာဒါပေမဲ့တကယ်တမ်းကျတော့အဲ့လိုမဟုတ်ဘူးဒါတွေဘလို့ပဲလောက်လောက်ဘာတွေဘလို့ပဲလောက်လောက်သူကတော့မပြောင်းလဲဘူးမပြောင်းလဲဘူးဆိုတာကလည်းအဆိုးဘက်မဟုတ်ဘဲနဲ့ပေါ့နော်အကောင့်ဘက်ပေါ့နော်အဲ့လို connection ကိုထားပါတော့ကိုဘက်ကတွက်တာပေါ့အော်ငါဒီတစ်ခါဖြတ်လိုက်ရင်ပြတ်သွား ါမယ်အဲ့လိုမျိုးတွေ့ရဒါမဲ့သူ့ဘက်ကတော့အဲ့လိုမဟုတ်ကိုယ့်ဘက်ကဘာတွေဘယ်လိုပဲလုပ်လို့ဘယ်လိုပဲပျောက်သွားပျောက်သွားပေါ့နော်အဲ့လိုကိုကပြန်လာဦးမှာပဲဆိုတာကိုယုံကြည်ထားတာမျိုးဒါမှမဟုတ်လေဒီ connection ကဆက်ပြီးခိုင်မြဲဦးမှာပဲဒီ connection ကအရင်လိုမျိုးလေးဖြစ်နေဦးမှာပဲဆိုပြီးတော့မှသူကတော့ယုံကြည်ထားတဲ့ဟာမျိုးတွေ့ရတယ်ပေါ့နော် ဒါကြောင့်မလို့ဖြစ်နိုင်တဲ့သူ့ရဲ့ action ကကြတော့ပေါ့နော်အဲ့လိုကိုကဘာလို့ဒီလိုကြီးလှုပ်တလဲဆိုတာလည်း तू သိတယ်ကိုရဲ့လှုပ်ရက်လေးတွေကိုလည်း तू ကခွန့်လွတ်နိုင်တဲ့အတွက်ကြောင့်မလို့လောလောလတ်လတ် तू ကတကူကူထပြီးလှုပ်တာမျိုးတော့ရှိမှာမျိုးမဟုတ်ဘူးပေါ့နော်ဆိုလိုချင်တာကိုကိုအဲ့လို space ပေးမဲ့ပုံစံမျိုးလေးတွေ့ရတယ်ကိုရဲ့ပုံစံကို तू ကနားလဲလဲပေါ့နော်ဒါကြောင့်ရတယ်ငါစီကထွက်သွားခြင်းလားထွက်သွားမင်းတယောက်ထဲနေခြင်းလားနေရတယ်ငါအားလုံးကိုလက်ခံနိုင်တယ်ပေါ့နော်သူ့ပုံစံအဲ့လိုဖြစ်တယ်ဒါပေမဲ့ဒီဟာကကိုလိုချင်တာမျိုးတော့ဖြစ်မှာမဟုတ်ကိုလိုချင်တာကကြတော့အဲ့လို ုံတိုင်းဆိုပြီးကိုချီကိုကိုစီကိုယောက်လာတာမျိုးပဲဖြစ်ဖြစ်ကိုကိုဖြစ်ချင်တာရေသူထုတ်ပေးတာမျိုးလိုချင်တာဒါပေမဲ့ तू ကအဲ့လိုမဟုတ်ဘူးအာဘယ်လိုပြောမလဲကိုကအချိန်လိုအပ်တယ်သူကတော့ spiritual ဘိုင်းကတွေးတယ်လို့ပြောရမှာပေါ့နော်အဲ့လိုကိုဘက်ကအချိန်လိုအပ်တယ်ဒါကြောင့်မလို့ရတဲ့အချိန်ကိုယူအာနေချင်တယ်လို့နေပေါ့နော်မင်းကိုအချိန်ပေးမယ်ဆိုတဲ့ပုံစံမျိုးလေးအဲ့တိုင်းဒီတွေးရတယ်နောက်ပြီးတော့သူဘက်က communication နဲ့ conversation တွေရှိလာနိုင်တယ်ပေါ့နော်ဒီတိုင်းကြီးတော့ထိုင်နေမှာတော့မဟုတ်ဘူးပထမအဦးဆုံးတော့ तू ကကိုအချိန်ပေးလိမ့်မယ်ကိုစိတ်ကိုကိုဖြည့်လို့ရ အောင်မဲဖြစ်ဖြစ်ကိုယ်မှာရှိနေတဲ့ negative energy တွေထွက်သွားအောင်မဲဖြစ်ဖြစ်ကိုယ်စိတ်လေးကိုသူအနားယူအောင်အချိန်ပေးမယ် space ပေးမယ်နောက်ပြီးရင်တော့သူစကားတွေပါလေလာပြောတာမျိုးလည်းရှိလိမ့်မယ်ဆက်သွယ်တာမျိုးလည်းရှိလိမ့်မယ်ဒါပေမဲ့သူ့ပုံစံငါကြတော့ဘောနော်အဲ့လိုတိကျတိကျတဲ့အရာတခုရှိမှသူကဆက်သွယ်မှာပေါ့နော်သူကဘယ်လိုပြောမလဲအဲ့လို ချက်ချင်းပေါ့နော်ငါမင်းကိုလွမ်းနေငါမင်းကိုတွေ့ကျင်နေငါမင်းစီကိုလာခဲ့မယ်အဲ့လိုပုံစံမျိုးမဟုတ်ဘူးငါသူ့ကိုလွမ်းနေငါသူ့ကိုတတိရတယ်ဒါပေမဲ့ तू ရောဘယ်လိုနေတလဲအဲ့လိုပုံအဲ့လိုလူမျိုးပေါ့နော်ဒါကြောင့် तू ကကိုယ့်ရဲ့ပုံစံကိုယ့်ရဲ့အခြေအနေနေထားအောင်ရှိကြည့်တယ်ပေါ့နော်ကိုကအစဉ်ပြေရဲ့လားကိုယ့်ရဲ့စိတ်ကလေးကအေးချမ်းနေရဲ့လားစကားပြောလို့ရောအစဉ်ပြေရဲ့လားကိုက energy ကြီးကောင်းနေရဲ့လား तू ကအဲ့အခြေအနေကိုကြည့်တယ်ဒါကြောင့်ကိုက energy ကောင်းလောက်တဲ့အချိန်အစဉ်ပြေတဲ့အချိန်တနည်းအားဖြင့် तू ကိုစိတ်ဆိုးပြေသွားတဲ့အချိန် तू နဲ့ပတ်သက်ပြီးတော့မှအဲ့လို negative energy မရှိတော့ ော်ဝင်နဲ့သူ့အကောင်းမြင်တဲ့အချိန်လောက်မှမှသူကကိုစီကိုပြန်လာတာမျိုးအဖြစ်ကိုယ်ဆက်သွဲတာမျိုးစကားလာပြောတာမျိုးဘာမျိုးရှိနိုင်တယ်ပေါ့နော်အဲ့ဒါကသူ့ရဲ့ next action ပေါ့နော်နောက်ပြီးတော့ဘာတွေလုပ်နိုင်သေးတယ်လဲဆိုရင်ပေါ့နော်သူ့ရဲ့ action လေးကကြာဘယ်လိုပြောမလဲ ဒီမှာတော့ပေါ့နော်တပ်ပါတီ energy တချို့လည်းတွေ့ရတယ်တပ်ပါတီဆိုတော့ကလူတယောက်ဖြစ်နေကြရတော့မလို့ဘူးပေါ့နော်အဲ့လိုသူ့ရဲ့ life မှာကိုယ့်ထက်အရေးကြီးတဲ့အရာပဲဖြစ်ကိုယ့်ထက်သူဦးစားပေးနေတဲ့အရာတခုရှိလိမ့်မယ်ဒါမှမဟုတ်လည်းကိုယ့်ထက်ဦးစားပေးတာမျိုးမဟုတ်ဘဲနဲ့ကိုယ်နဲ့တန်းတူနေရာပေးနေရတဲ့သူတွေပေါ့နော်ဥပမာတချို့ဆိုရင်လည်းမိသားစုတွေမိဘတွေတချို့ကြတော့လည်းတငယ်ချင်းတွေတချို့ကြတော့လည်းအဲ့လိုအလောက်ကန်ကိစ္စဖြစ်လိမ့်မယ်ပေါ့နော်အဲ့လိုဘယ်လိုပြောမလဲကိုယ့်ကိုသူတယောက်တည်းမပိုင်ရဘူးပေါ့နော်သူသူ့မှာကသူတာဝန်ယူထားရတဲ့အရာတွေ ည်းအများကြီးရှိတယ်သူပတ်သက်နေတဲ့သူတွေလည်းအများကြီးရှိတဲ့အခါကျတော့ကိုကနေရမရသလိုလေးဖြစ်နေတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ကိုကသူ့အတွက်ဘာမှမဟုတ်သလိုလေးဖြစ်နေတာမျိုးရှိနိုင်တယ်ပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက် ပြောမှာတော့သူစီစဉ်ပေးလိမ့်မယ်ပေါ့နော်ဒါပေမဲ့စီစဉ်ပေးလိမ့်မယ်ဆိုတဲ့ဟာကကြတော့အဲ့လိုသူ့ပုံစံကကိုလိုချင်ဖြစ်ချင်တဲ့အတိုင်းရော့အင်းဆိုပြီးတော့မှအဲ့လိုကိုယ့်ရဲ့ဆန္ဒတွေကိုထုတ်ပြတာမျိုးအဲ့လိုလူရှိသူရှိတဲ့မှာကိုယ့်ကိုထုတ်ပြပြီးတော့မှကိုယ့်ကိုဦးစားပေးပြီးတော့ဘယင်မလိုမျိုးဆက်ဆံလိုက်တာမျိုးနေရာပေးလိုက်တာမျိုးအဲ့လိုမျိုးမဟုတ်ဘူးသူ့ပုံစံကအဲ့လိုဘယ်လိုပြောမလဲသူလောက်ရမဲ့အရာတွေရှိရဲပေါ့နော်သူ့မှာတခြား intention လေးတွေတခြားရည်ရွယ်ချက်တွေရှိရဲအဲ့လိုဒါကတော့လူတိုင်းနဲ့တော့ကိုက်ချင်မှကိုက်လိမ့်မယ်သူ့ရဲ့ energy ကိုရ တာကကြာသူဘာလို့တခြားသူတွေကိုဦးစားပေးရတာလဲဘာလို့တခြားသူတွေကိုဒီလိုမျိုးရှေ့တန်းတင်နေရတာလဲဆိုတော့အဲ့ဒီအရာ ကကိုယ့်ကိုကာကွယ်ပေးခြင်းလို့ဆိုရဲဟာမျိုးလေးလည်းနည်းနည်းတွေ့ရတယ်တချို့ကြတော့မကောင်းတဲ့ဘက်ကိုသွားတယ်ပေါ့နော်မကောင်းတဲ့ဘက်ကိုသွားတယ်ဆိုတာကဒါကတော့ကိုယ့်ရဲ့လူပေါ်မှာမူတည်ပြီးတော့မှယူဆရမှာပေါ့နော်တချို့ကြတော့လည်းအဲ့လိုကိုယ့်ကိုပဲတိတ်တိတ်ပုံလေးတွဲခြင်းလို့ကိုယ့်လူဒီလူလူကြားတဲ့သူကြားတဲ့အဲ့လိုမျိုးချမပြတာဦးစားမပေးတာကြတော့အဲ့လိုပြဿနာကြီးတက်မှာဆိုလို့ပေါ့နော်ကိုယ့်ကိုရှေ့တန်းတင်ပြီးတော့မ မှတွဲလိုက်မယ်ရှေ့တန်းတင်ပြီးတော့မှလူတွေရှေ့မှာခြားပြလိုက်မယ်ဆိုရင်မျက်နှာပြက်စရာမျက်နှာပူစရာလေးတွေပဲဖြစ်ဖြစ်အဲ့လို အရှက်ကွဲတာမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေရှိမှကြောက်လို့စိုးရင်လို့အဲ့လိုသူကကိုယ်တိတ်တိတ်ပုံမဲ့တွဲကျင်တာဆိုရယ်ရည်ရကျွတ်တစ်ခုတွေ့ရတယ်တချို့ကကြတော့ကိုယ်ကိုကာကွယ်ပေးချင်လို့ပေါ့နော်ကာကွယ်ပေးချင်လို့ဆိုတာကတကယ်လို့ကိုယ်နဲ့သူနဲ့တွဲတဲ့ဟာကိုလူတွေကိုချပြလိုက်မယ်ဆိုရင်တခြားပါဝင်ပတ်သက်လာတဲ့သူတွေရှိမယ်ဝင်ဆွတ်ဖတ်တဲ့သူတွေရှိမယ်နှောက်ရက်တဲ့သူတွေရှိမယ်ဆက်ဆူးတဲ့သူတွေရှိမယ်အဲ့ဒီလူတွေစီကနေပြီးမှသူကကိုယ်ကိုကာကွယ်ပေးချင်တာပေါ့နော်အဲ့လိုကာကွယ်ပေးချင်လို့သူကအဲ့လိုကိုယ်ရှေ့တန်းတင်နိုင်ကိစ္စတွေပါ င်းနဲ့ပတ်သက်ရင်တော့အဲ့လိုကိုဖြစ်ချင်တဲ့အတိုင်းတော့ရှိလာအောင်မရောက်လာအောင်မတော့မဟုတ်ဒါပေမဲ့သူတခုခုတော့လုတ်ပြီးလိမ့်မယ်သူပုံစံကတော့အရင်ကနဲ့တော့မတူပြောင်းလဲလာမယ်ဒီလိုမျိုးဖြစ်တာကလည်းပထမအဦးဆုံးမဟုတ်တော့ဘူးပေါ့နော်အရင်တော့ကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးပြဿနာတက်ဖိုးကြလိမ့်မယ်အဲ့ဒီပြဿနာတွေထဲမှာတန်တရာလဲပြီးတော့မှမပြောင်းလဲတာဆိုရခါကျအဲ့ဒီကိစ္စနဲ့ပတ်သက်ရင်တော့အဲ့လိုကိုလိုချင်းဖြစ်ချင်တဲ့ရော့အင်းဆိုပြီးတော့မှလူတွေကြားရဲရှိမှကြီးညာပြီးတော့မှအဲ့လိုမျိုးကို မိမောင်းထိုးပြလိုက်မဲ့ပုံစံမျိုးကတော့တိတ်မတွေ့ရဘူးဒါပေမဲ့ကိုလိုချင်တဲ့အရာပဲဖြစ်ကိုဖြစ်ချင်တဲ့အရာကိုနဲ့ထိုက်တန်တဲ့အရာတခုခုတော့သူပေးမဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်အဲ့ဒီထိုက်တန်တဲ့အရာကကြတော့သူနဲ့ကိုနဲ့နှစ်ယောက်ကြားထဲမှာပဲရှိရဲအာသူနဲ့ကိုနဲ့နှစ်ယောက်ကြားပဲတက်ဆိုင်နေပေါ့နော်နောက်ပြီးတော့ကိုလိုချင်တာလေးလဲသူလုတ်ပေးလိမ့်မယ်ကိုရဲ့စိတ်ကိုလည်းသူနားလေတယ်ပေါ့နော်ကောင်းတာလေးတခုခုကတော့တရားပေါင်းရလိမ့်မယ်အဓိကတော့ဒီလူကကိုလမ်းမလွတ်သေးဘူးပေါ့နော်သူ့ဘက်ကကိုနဲ့ပတ်သက်ပြီးအက်ရှင်တွေယူလာဖို့ရှိရဲကိုတို့တခု ုလှုပ်လာဖို့ရှိရဲ့ဒါကြောင့်မလို့ကိုကစောင့်ကြည့်လို့ရတယ်ပေါ့နော်အချိန်ကာလသိချင်ရင်တော့နံပါတ်၄ခဏမဲယူမယ်ပေါ့နော်ဒါကြောင့်အခုချိန်ဟာစပြီးနောင်လာမယ်၄ပတ်တချို့ကြတော့လေ၄ရက်တချို့ကြတော့လေ၄လပေါ့နော်အဲ့အတွင်းမှာသူဘက်ကဒီ action လေးတွေယူလာဖို့ရှိရဲ့ဒါလေးတွေဖြစ်လာဖို့ရှိရဲ့အချိန်ကာလအခုဒီ video ကြည့်ပြီးတော့မှနောက်ကိုစရည်ပြီးတော့မှတွေ့ရမှာပေါ့နော်အဲ့တိုင်းလေးတွေ့ရပါတယ် ဟုတ်ကဲ့ပါဒီနေ့ reading ကတော့ဒီလောက်ထိပါပဲ။စောင့်နေကြည့်ပြရအတွက်ကျေးဇူးတင်ပါတယ်။နောက် video တွေမှာပြန်တွေ့ပါမယ်ရှင်။ Hello group 2ကိုရွေးထားတဲ့သူတွေအားလုံးပဲမင်္ဂလာပါ group 2ကကြတော့ဒီ stop ဆိုတဲ့ကလေးကိုရွေးထားတယ်ပေါ့နော်ဒီကလေးကကြတော့ဒီကိုကတစ်ဖက်လူပေါ်မှာထားတဲ့ energy ပေါ့နော်ကိုရဲ့ energy ကတစ်ဖက်လူပေါ်မှာဘယ်လိုမျိုးတက်ရောက်နေတယ်လဲဆိုရင် ကိုယ့်ရဲ့ပုံစံကကြတော့ဒီတဖက်လူနဲ့ပတ်သက်ပြီးတော့မှတခုခုရက်တန်းလိုက်တဲ့ပုံစံမျိုးတွေ့ရတယ်။တချို့ကကြတော့လေဒီကွန်နက်ရှင်ကြီးကိုရက်ပြစ်လိုက်တာမျိုးဖျက်ပြစ်လိုက်တာမျိုးလည်းဖြစ်နိုင်တယ်။တချို့ကကြတော့ဒီကွန်နက်ရှင်နဲ့ပတ်သက်တဲ့မကောင်းတဲ့အရာလေးတွေမကောင်းတဲ့ဟာလေးတွေမကောင်းတဲ့သူလေးတွေကိုကိုကဖျက်တောက်ပြစ်လိုက်တဲ့ပုံစံမျိုးလေးတွေ့ရတယ်။ပြောရရင် connection မှာရှိနေတဲ့အနောက်ရှက်လေးတွေအတားစီလေးတွေအဲ့လို obstacle လေးတွေဟိုပေါ့နော်ရှင်းထုတ်ပြစ်လိုက်တဲ့ပုံစံမျိုးတွေ့ရတယ်။ဒါကြောင့်တချို့ကျတော့လေ connection ကိုဆုံးသွက်တာ သွားတာမျိုးဖြစ်နိုင်တယ်တချို့ကြတော့လေဒီ connection မှာဘယ်ဟာကမားတယ်ဘယ်ဟာကမဟုတ်ဘူးလဲဘယ်သူတွေကအပြစ်ရှိတယ်လဲဆိုတာကိုကတိသွားတဲ့အခါကျတော့အဲ့ဒီအမားလုပ်တဲ့သူတွေအဲ့ဒီမကောင်းတဲ့သူတွေကိုကရှင်းပယ်ထုတ်ထားတယ်ပေါ့နော်အဲ့လို energy မျိုးလေးတွေ့ရတယ်ပေါ့နော်တကယ်လို့ဒါကကိုနဲ့ energy ကြိုက်တယ်ဆိုရင်ပေါ့နော်တစ်ဖက်လူကကိုနဲ့ပတ်သက်ပြီးတော့မှဘာလေးတွေလှုပ်လာဖို့ရှိတယ်လဲဆိုရင်ပေါ့နော်ဒီကလေးကိုဆွဲတော်မယ်ပေါ့နော်ကကကြတော့ဒီ သုံးပတ်ဆွဲပြီးမှပေါ့နော်ဒီတာတော့ကတ်တမျိုးလည်းပဲဆွဲပြီးမှဒီ crypto ရဲ့ person ကပေါ့နော် crypto နဲ့ပတ်သက်ပြီးတော့မှဘယ်လို name မျိုးလေးတွေယူလာဖို့ရှိသလဲဆိုရင်ပထမဦးဆုံးကတော့ justice rate လေးကြာလာပါတယ်နောက်တန်းထွက်လာတယ်ပေါ့နော်4 dot cups ray ကလေးရေ8 dot ones ray ကလေးကြာလာပါတယ် bottom deck energy ကကြာတော့ the hermit's ray ကြာလာပါတယ် ဒီကလေးတွေရဲ့ energy အရာပေါ့နော် group 2ရဲ့ ဒီ person ကကိုယ်နဲ့ပတ်သက်ပြီးတော့မဘလို့ next month လေးယူလာဖို့ရှိတယ်လေဆိုရင်ဒီမှာကြည်ရတလောက်ကတော့ဘောနော energy ကတော့နှမျိုးပြောရမှာပဲဘောနော်ဘာလို့လဲဆိုရှိမှလည်း energy ကနှမျိုးဖက်ပြသွားဆိုရခါကြတချို့ကကြတော့ဒီ connection ကိုရက်တန်လိုက်တဲ့သူတွေပါတယ်ဘောနော်အဲ့ဒီလူတွေကကြတော့ဒီ connection နဲ့ပတ်သက်ပြီးတော့မကောင်းတဲ့အရာတွေခံစားရလိမ့်မယ်ပြောရရင်ကိုကတစ်ဖက်လူမကောင်းဆိုရသိရတစ်ဖက်လူကတောစစ်ဆန်နေတာမျိုးတစ်ဖက်လူကကို့အတွက် healthy မဖြစ်တာမျိုးကို့အတွက်မကောင်းတာမျိုးကိုက तू နဲ့အတူတူရှိနေရင်ပေါ့နော်ပျော်ရွှင်ရမယ်စာကြီးနူးရမယ်စာပို့ပြီးတော့မှစိတ်ဆင်းရဲရတယ်တော့ကရောက်ရတယ်ပြိုလဲရတယ်ဆိုရတယ်တိတဲ့ခါကျတော့ကိုကဒီလူကြီးကမကောင်းဘူးဆိုတာလက်ခံပြီးတော့မှသူ့ကိုဖြတ်တောက်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကို့အတွက်ကောင်းမွန်တဲ့ဟာလေးရောက်လာလိမ့်မယ်တချို့ကြတော့လေကိုနဲ့ energy ကြိုက်တဲ့သူပေါ့နော် အဲ့လိုကို့အတွက်ကောင်းမွန်တဲ့သူပဲဖြစ်ကို့အထက်အဆင်ပြေမဲ့သူကိုကိုကပိုင်ဆိုင်ရရှိလိမ့်မယ်ဆိုရဲဟာမျိုးလေးမြင်ရတယ်။ဒါကြောင့်သူ့ရဲ့ name smooth ဆိုတဲ့ကံကြမ္မာကန်တရားကကို့ကိုပေးမဲ့ blessing လေးရလာမှာပေါ့နော်။သူနဲ့ကိုနဲ့ကအဆုံးသက်သွားပြီးကိုကလည်းအပြီးသက်သွားပြီဆိုတော့ကိုကလည်းပြန်လက်မကြည့်ရသူတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့သူစီကနေတခုပြန်ရတာထက်အဲ့လိုကံကြမ္မာကန်တရားတို့ universe ကကို့ကိုထိုက်တန်တဲ့အရာလေးတခုပြန်ပေးလိမ့်မယ်ဆိုရဲ energy မျိုးတွေ့ရတယ်ပေါ့နော်။နောက်တစ်ခုကကြတော့ဒီမကောင်းတဲ့အရာတွေကိုရှင်းဖယ်ထုတ်လိုက်တဲ့သူတွေပေါ့နော်။ ော်မကောင်းတဲ့အရာတွေကိုရှင်းပြထုတ်လိုက်တဲ့သူတွေကကြတော့ကိုယ့်ရဲ့ personality ကနေပြီးတော့မကွာဒီ justice ရလိမ့်မယ်ပေါ့နော်ဒါကြောင့် two life မှာလည်း changes တွေအများကြီးဖြစ်သွားလိမ့်မယ်ပြောရရင်ကိုကအဲ့လို spiritual level မြင့်သွားလို့လည်းပြောလို့ရတယ်ဒီ spiritual ဘိုင်းကိုရွေးချယ်လိုက်တယ်ပြောရရင်အပေါ်ယံဒီအစားပေါ့နော်အပေါ်ယံဒီအစားဆိုတာဘယ်လိုပြောမလဲငါဒါလိုချင်တယ်ဒါပေးဆိုရဲဟာမျိုးမဟုတ်ပဲနဲ့ပေါ့နော်အော်ငါတို့နှစ်ယောက်ကြားထဲမှာဒါတွေကမကောင်းတာပါလားဒါတွေကမဟုတ်တာပါလားဒါဆိုရင်ငါတို့နှစ်ယောက်အဲ့လိုမျိုးယံဖြစ်နေရတဲ့ငါ တို့เนี่ยအဲ့လိုမျိုးဒီလိုဟာတွေပေါ်မှာအာယုံစိုက်တာထက်တခြားဟာတွေပေါ်မှာအာယုံစိုက်ကြမယ်ဆိုပြီးတော့မှကိုကအဲ့လိုကိုရဲ့ higher self ကလမ်းညွန်တဲ့အရာလေးကိုကိုကရွေးချယ်လိုက်တဲ့အခါကျတော့သူ့ရဲ့သူ့ဘက်မှာလည်းသူ့ရဲ့ higher self ပဲဖြစ်သူ့ရဲ့ဒီ spiritual ဘိုင်းနဲ့ပတ်သက်တဲ့ဟာလေးကသွားပြီးတော့မှ awakening ဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီကလေးကိုကြည့်မယ်ဆိုရင်အဲ့လို warrior ပုံစံလေးတွေ့ရတယ်အဲ့လိုသူ့ရဲ့ကောင်းပုံစံမျိုးတစ်ခုခုက노ထလာတယ်노ကြလာတယ်ဆိုရဲဟာမျိုးဒါကြောင့်သူ့ရဲ့ higher self ကလည်း awakening ဖြစ်လာပြီလို့ပြောလို့ရတယ်ဒါကြောင့်ကိုရဲ့ကိုနဲ့သူเนี่ยလည်း 龙梅肉片的烹制妙妙而清鲜。 ရောင်းပြန်ဟတ်နေတာပေါ့နော်ဒါကြောင့်ကို့ဘက်မှာဒီလိုတွေပြောင်းလဲသွားတဲ့အတွက်သူ့ဘက်မှာလည်းအဲ့လိုတွေပြောင်းလဲလာမယ်ဆိုတဲ့အခါကျတော့သူ့ရဲ့ next action ကအဲ့လိုမျိုး higher self နဲ့ပတ်သက်တာမျိုးပဲ spiritual ဘိုင်းနဲ့ပတ်သက်တဲ့ next action လေးသူယူလာနိုင်နေပေါ့နော်ပြောရရင် ကိုလိုမျိုးပဲသူလှုပ်လာလိမ့်မယ်ကိုလိုမျိုးပဲသူအဓိကအလီအရေးကြီးတဲ့အရာတွေအရေးပါတဲ့အရာတွေကိုတွားပြီးတော့မှသူလှုပ်မှာဆိုတော့သူ့ဘက်မှာလည်းအဲ့လိုမကောင်းတဲ့ဟာတွေရှိတယ်သူ့ကိုဆွဲထားတဲ့အရာတွေရှိတယ်မကောင်းတဲ့သူတွေရှိတယ်ပေါ့နော်အဲ့ဒီသူတွေကို ူဖြတ်တောက်ပြီးတော့မှသူ boundary နဲ့နေတော့မယ်ဆိုတဲ့ဟာမျိုးမြင်ရတယ်။ဒါကြောင့်ကိုယ့်ရဲ့ person က spiritual awakening ဖြစ်ပြီးတော့မှသူလှုပ်တင်လှုပ်ထိုက်တဲ့ဟာလေးတွေကိုကိုလှုပ်လာတော့မယ်၊သူ့ဘက်ကရင်းကျက်လာတော့မယ်၊ပြောင်းလဲလာတော့မယ်။အဲ့ဒီဟာတွေကိုကိုကမြင်ရမယ်။အဲ့ဒီဟာတွေကိုကို enjoy လုပ်ရမယ်၊ခံစားရမယ်ဆိုတဲ့ energy မျိုးပေါ့နော်။အဲ့ဒါမျိုးလေးတွေ့ရတယ်ပေါ့နော်။နောက်ပြီးတော့ဒီအလေအကက်ကလေးပေါ့နော်။ဒီကလေးရဲ့ energy ကိုသွားမယ်ဆိုရင်အရင်ဆုံးဒီ connection ကိုရက်လိုက်တဲ့သူတွေပေါ့နော်။ connection ကိုရက်လိုက်တဲ့သူတွေကကြတော့တစ်ဖက်လူ ူကကြတော့ပေါ့နော်အဲ့လို connection ကိုရက်လိုက်တယ်ဆိုရခါကျ तू မကောင်းလို့ကိုကသူ့ကိုဖျက်ခဲ့တာဆိုရခါကျအဲ့ဒီမကောင်းတာတွေကိုပဲ तू ကဆက်ပြီးတော့မှလုံမှာပေါ့နော်မကောင်းတာတွေပဲဆက်လုံမှာဆိုရခါကျ तू ကကိုကိုရွဲ့မယ်အဲ့လိုကိုကထင်လိုက်တာတော့ပေါ့နော်ဟောဒီလောက်ဆိုရင် तू ငါငါရဲ့တန်ဖိုးများတိသွားမလား तू ငါစီကိုပြန်လာမလားလို့ကိုမျှော်ကောင်းမျှော်လိမ့်မယ်ဒါပေမဲ့အဲ့ဒီလူကမကောင်းတဲ့အတွက်ကြောင့်မလို့ तू ကမကောင်းတာတွေပဲလုံမယ်အဲ့လိုကိုအရွယ်တိုက်တာမျိုးရှိရယ်ကိုထက်တာတဲ့သူပဲဖြစ်ကိုထက်အဆင်ပြေတဲ့သူဒါမှမဟုတ်ကိုနေရာမှာအစားထိုးတဲ့သူတွေရှိမယ် तू ကဘာမှ မဖြစ်တယ်လို့မျိုးခံစားပြီးတော့မှသူပြောမယ်ပါမယ်စားမယ်တောက်မယ်သွားမယ်လာမယ်စသဖြင့်ကိုထွက်သွားတာကသူ့ဘွားကြီးမှပျော်စရာကောင်းတယ်သူ့ဘွားကြီးမှနေရတာပိုပြီးတက်တာချောင်းချီသွားတယ်ဆိုရဲ action တွေယူလာနိုင်တယ်ပေါ့နော်ဒါ connection ကိုရက်ပြတဲ့သူတွေပေါ့နော်နောက်တစ်ခုကကြတော့ connection ကိုမရက်ဖ ೇನೆ မကောင်းတာတွေဖယ်ထုတ်တဲ့သူတွေပေါ့နော်အဲ့လိုဖယ်ထုတ်လိုက်တဲ့သူတွေကကြတော့တစ်ဖက်လူကကိုယ်ဘာလေးလှုပ်ပြလာနိုင်တယ်လေသူရဲ့ name ဘာလို့ရှိတယ်လဲဆိုရင်ဒီမှာတော့ तू ကအဲ့လိုဘယ်လိုပြောမလဲ ကိုယ့်ပေါ်မှာအာယုံဆိုင်တာတည်းတခြားသူတွေတခြားအရာတွေပေါ်မှာအာယုံဆိုင်လိမ့်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုကလည်းအေးအေးဆေးဆေးဖြစ်နေမှာကိုယ့်ရဲ့ energy ကလည်းအဲ့လိုသူ့ကိုအရင်ကြီးလိုအပ်နေတာမျိုးလိုချင်နေတာမျိုးမဟုတ်ဖဲနဲ့ပေါ့နော်ကိုကသူ့ကိုလိုချင်တာထက်သူ့ကိုကိုပြီးနာမှာရှိနေခြင်းစီချင်တာထက်ကိုကအေးချမ်းမှုကိုပို့ပြီးတော့မှလိုချင်တာပြောရရင်အဲ့လိုပူလောင်တော့ကရောက်ပြီးပူဆွေးတော့ကရောက်ပြီးဒီထဲမှာပဲနင်းမြုပ်ပြီးတော့မှဒီလိုမျိုးကြီးကိုမနေချင်တာဆိုရက်ခါကျကိုက ေးစစ်စစ်ဖြင့်အေးချမ်းချမ်းဖြင့်ပြီးရောပေါ့နော်သူလဲသူ့ဘာသာသူသူ့နေရာသူနေမှာပဲကိုကစိတ်ချထားတယ်ဒါကြောင့်ကိုကကိုယ့်ဘာသာကိုအေးစစ်စစ်လေးကိုရဲ့ live ကို enjoy လုပ်ပြီးနေပြမှာဆိုရဲခါကျသူကကိုယ့်ကိုစိတ်ချပြီးတော့မှသူကအဲ့လိုတခြားအရာတွေပေါ်မှာပိုအာရုံစိုက်လိမ့်မယ်တခြားအရာတွေဆိုတာမကောင်းတဲ့အရာတွေရှင်းထုတ်ပြဖို့ပေါ့နော်အခုချိန်မှာသူကတိသွားတယ်မြင်သွားတယ်ဘယ်ဟာတွေကမကောင်းဘူးလဲဘာလို့ဒီလိုတွေဖြစ်ရတာလဲဆိုတာတိသွားတယ်ဒါကြောင့်သူကကိုယ့်ပေါ်မှာအပြစ်မမြင်ဘူးသူအပြစ်မြင်တဲ့သူတွေရှိတယ်အဲ့ဒီအပြစ်မြင်တဲ့သူတွေပေါ်မှာသူက action ယူမှာပေါ့ ောင်เนาะဒါကြောင့်တချို့ဆိုရင်အဲ့ဒီမကောင်းတဲ့သူတွေမကောင်းတဲ့အရာတွေကိုလက်စားချေတာမျိုးရှိမယ်အဲ့ဒီမကောင်းတဲ့သူတွေကိုအရွယ်တိုက်တာမျိုးရှိမယ်ရှင်းရှင်းပြောရရင်တပ်ပါတီပဲထားပါတော့ပေါ့เนาะအဲ့ဒီတပ်ပါတီကိုအရွယ်တိုက်မယ်တပ်ပါတီတွေကိုသူစန့်ကျင်မယ်အဲ့လိုမျိုးပေါ့เนาะသူက သူ့ရဲ့တကယ်ပုံစံထုတ်ပြလိမ့်မယ်ပေါ့เนาะ ဒါကြောင့်သူကအဲ့လိုမျိုးလေးလှုပ်လာမှဆိုရခါကျနှစ်ယောက်အတွက်ချိန်ပေးတာတော့နည်းနည်းနဲလိမ့်မယ်ပေါ့နော်။ကိုကလည်းကိုဘာသာကိုအာယုံဆိုင်မယ်၊သူကလည်းဟိုဘက်မှာတိုက်ပွဲဝင်မယ်ပေါ့နော်။အဲ့လိုတပ်ပါတီကိုရင်ဆိုင်မယ်ဆိုရဟာမျိုးလေးတွေ့ရတယ်။ဒါကတော့ Four of Cups Energy ပေါ့နော်။နောက်တစ်ခုက Eight of Wands ပေါ့နော်။ဒီကက်ရဲ့ Energy အရာဆိုရင်အရင်ဆုံး Connection ကိုရက်လိုက်တဲ့သူတွေ၊ Connection ကိုရက်လိုက်တဲ့သူတွေကကြတော့အဲ့လိုတခြားကို ဘောကြတဲ့သူလေးပဲဖြစ်ဖြစ်ကိုယ့်ကိုချစ်တဲ့သူ၊ကြိုက်နှစ်သက်တဲ့သူ၊ကိုယ့်ကိုစိတ်ဝင်စားတဲ့သူလေးရောက်လာလိမ့်မယ်ပြောရရင်ကိုကဒီမကောင်းတဲ့တကားကြီးပဲဖြစ်မကောင်းတဲ့အရာကြီးကိုထားပြီးတော့မှထွက်သွားတာဆိုတဲ့အခါကျတော့ကောင်းတဲ့တကားလေးတွေရှိတယ်တခြားကောင်းတဲ့တကားလေးတွေပွင့်လာမှဆိုတဲ့အခါကျတော့ပြောရရင်ကိုကလည်းဒီလူကိုပိတ်ပြီးတော့မှထားခဲ့ပြီးဒီလူကိုဖျက်ခဲ့ပြီးဆိုတဲ့အခါကျတော့တခြားအခွင့်အရေးတွေတခြားသူတွေကိုလည်းကိုကတကားဖွင့်ထားမိမှဆိုတဲ့အခါကျတော့ကိုရဲ့ပုံစံက glow up လည်းဖြစ်လာလိမ့်မယ်ပေါ့နော်အဲ့လိုမကောင်းတဲ့ဟာတွေကိုထားခဲ့ပြီးတော့မှ ဒီကိုယ့်ရဲ့ပုံစံက glow up ဖြစ်လာပြီးတော့မှအဲ့လိုကိုယ့်ကိုတကယ်စိတ်ဝင်စားတဲ့သူတွေကိုနဲ့အာတွဲကြည့်ခြင်းတဲ့သူတွေကိုယ့်ကိုအဲ့လိုမျိုးလ ీల ခြင်းတဲ့သူတွေကကိုယ့်စီကိုရောက်လာနိုင်မယ်ဒါကြောင့်တခြား love opportunity လေးတွေပေါ့နော်တခြားအခြေအနေပတ်သက်တဲ့အခွင့်အရေးလေးတွေကကိုယ့်စီကိုရောက်လာလိမ့်မယ်ဒီမှာတော့ပေါ့နော်တချို့တွေကြတော့ပေါ့နော်အဲ့ connection ကိုရက်လိုက်တဲ့သူတချို့တွေကြတော့အဲ့လိုတစ်ဖက်လူကအဲ့မကောင်းတဲ့သူကပေါ့နော်ကိုယ်စကားတွေပါလာပြောတာမျိုးပါမျိုးရှိနိုင်တယ်ဒါပေမဲ့သူလာပြောတဲ့စကားကကိုယ်ပြန်လို့ခြင်းလို့ပြန်ရခြင်းလို့မဟုတ်ဘဲနဲ့သူကဘလောက်ထိအဆင်ပြေနေရဲထားပါတော့ပေါ့နော်သူကကိုယ်နဲ့ပြတ်သွားပြီးတော့မှနောက်တယောက်တည်ရသွားတယ်ဆိုအဲ့နောက်တယောက်ကဘလောက်ကောင်းကြောင်းနောက်တယောက်ကဘလို့အဆင်ပြေကြောင်းနောက်တယောက်ကဘလို့ မျိုးသူ့ကိုထားကြောင်ကိုနဲ့အရန်ကွာကြောင်လာပြီးတော့မှကိုကိုရှင်မဲ့ပုံစံမျိုးတွေ့ရတယ်ဒါကြောင့်လက်မခံတာကောင်းနေပေါ့နော်လက်မခံတာဆိုတာဘယ်လိုပြောမလဲမကောင်းတဲ့သူဆိုရင်မကောင်းတာတွေပဲစက်တိုက်လုပ်နေမှာဆိုတော့ကိုကသူစကားလာပြောတာခွင့်ပြုလဲကိုပွဲပိုပြီးနာကျင်ရမှာဒါကြောင့် တကားပိတ်ပြီးသားတကားကိုပြန်ဖွင့်မနေနဲ့ထားခဲ့လိုက်တော့ပေါ့နော်ဒါကြောင့်အဲ့ဒီသူ့စီကိုပြန်သွားပြီးသူ့နဲ့စကားဆကြည့်ရတဲ့သူ့ထက်ကောင်းတဲ့သူသူ့ထက်သားတဲ့သူကိုစီကိုရောက်လာမယ်လူတလေးတွေပို့ပြီးတော့မှညော်တာကောင်းတယ်ပေါ့နော်အဲ့တိုင်းလေးမြင်ရတယ်နောက်တော့ တအုပ်စုပေါ့နော်နောက်တော့စုကကြတော့ဒီ connection မှာမကောင်းတဲ့အရာတွေဖယ်ထုတ်လိုက်တဲ့သူတွေပေါ့နော်ဖယ်ထုတ်လိုက်တဲ့သူတွေကကြတော့ universe ရဲ့ blessing လေးတွေခံစားရမယ်ပြောရရင် တခြားအကူအညီလေးတွေတခြားသူလေးတွေရောက်လာနိုင်တယ်ပြောရရင်ကိုကဒီ connection မှာမကောင်းတဲ့သူတွေကိုဖယ်ထုတ်လိုက်တာဆိုပေမဲ့မကောင်းတဲ့အရာတွေဖယ်ထုတ်လိုက်တာဆိုပေမဲ့ကောင်းတဲ့အရာတွေကောင်းတဲ့သူတွေရှိနိုင်တယ်ပေါ့နော်ဒါကြောင့်သူနဲ့ကိုနဲ့ connection လေးရှေ့ကိုဒီထက်ပိုတိုးပြီးရောက်ဖို့အတွက်အဲ့လိုဘေးမှရှိနေတဲ့သူ့ရဲ့တငယ်ချင်းကောင်းမိတ်ဆွေကောင်းကို ့ရဲ့တငငချင်းကောင်မိတ်ဆွေကောင်တွေကဝိုင်းဝန်းပြီးတော့မှကူညီပေးကြလိမ့်မယ်ဖေးမပေးကြလိမ့်မယ်ပေါ့နော်ဒါကြောင့်ဒီသူ့ action you are ထဲ universe ကလမ်းကြောင်းဖွင့်ပေးတာပေါ့နော်အဲ့လိုဒီ connection မှာနှစ်ယောက်ထဲပဲရင်ဆိုင်ပြီးတော့မှနှစ်ယောက်ထဲပဲဖြည့်ရှင်းရတာမျိုးမဟုတ်ဘဲနဲ့တကယ် right person right people တွေပြီးမှရှိနေတဲ့သူတွေရဲ့အကူအညီတွေကိုရလိမ့်မယ်အဲ့လိုရတဲ့အခါကျတော့နှစ်ယောက်က စကားတွေလည်းအများကြီးပြောပြကြမဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်အဲ့လို communication ကောင်းကောင်းရှိမဲ့သူနဲ့ကိုနဲ့အဲ့လိုစကားပြောရတာလည်းအရင်ကထက်ပိုပြီးတော့မှ လွယ်ကူသွားတာမျိုးအရင်ကထက်ပိုပြီးတော့မှအဆင်ပြေသွားတာမျိုးအဲ့လိုဘေးနားမှာဘယ်လိုပြောမလဲနှစ်ယောက်ကို body guard တွေလုပ်ပြီးကြတဲ့ပုံစံမျိုးပေါ့နော်ကိုနဲ့သူနဲ့စကားပြောနေတော့ကိုနဲ့သူနဲ့အဲ့လိုမျိုးဒီတစ်ခုခု ဖြတ်တန်းနေတော့ဘသူမှဝင်ပြီးတော့မှနှောက်ရက်လို့မရအောင်ဘသူမှဝင်ပြီးတော့မှ တားဆီးလို့မရအောင်တို့ကဘေးနာနေဝိုင်းဝင်းပြီးတော့မှကိုညီပေးကြမဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုအဲ့လို vision လေးရတယ်အဲ့လိုပုံစံမျိုးတွေ့ရတဲ့အခါကျတော့အဲ့လို မိကောင်းဆွေကောင်းနေပဲဖြစ် right person right be very ရာအစီကနေပြီးတော့မှဒီ connection အတွက်အကူညီရမယ်။ဒါကြောင့်သူနဲ့ကိုနဲ့ conversation ပဲဖြစ် communication ပဲဖြစ်ကောင်းကောင်းရှိမယ်။အထင်လွဲတာတွေထင်မှားတာတွေလည်းဖြေရှင်းနိုင်လိမ့်မယ်ပေါ့နော်။အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်။အဲ့အဲ့တိုင်းလေးပဲပေါ့နော်။ bottom deck energy ကကြတော့ကိုနဲ့သက်ဆိုင်တာပဲပေါ့နော်။ဒါကိုက lesson သင်ခန်းစာယူရမှာကောင်းတဲ့ဟာလေးယူလိုက်တဲ့တော့ကြာမလို့ကောင်းတာတွေခံစားရတယ်။ connection ကိုဖြတ်လိုက်တဲ့သူတွေလည်းအဲ့တိုင်းပဲပေါ့နော်။ကောင်းတာတွေယူလို့ကောင်းတာ တွေရောက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလို residual ဘိုင်းကိုရွေးရဆိုတာကလည်းကို့အတွက်ပဲလုပ်တယ်ဆိုတာလေးကိုသိဖို့အတွက်မြင်ဖို့အတွက်လက်ခံဖို့အတွက်ပေါ့နော်အဲ့တိုင်းလေးတွေ့ရပါတယ်ဟုတ်ကဲ့ပါဒီနေ့ reading လေးကတော့ဒီလောက်ထိပါပဲဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက် video တွေမှာပြန်တွေ့ပါမယ်ရှင် group 3ကိုရွေးထားတဲ့သူတွေအားလုံးပဲမင်္ဂလာပါ group 3ကကြတော့ဒီ frustration ဆိုတဲ့ကလေးရွေးထားတယ်ပေါ့နော်ဒီကကကြတော့ကိုယ့်ရဲ့ energy ပေါ့နော်ကိုကတစ်ဖက်လူပေါ်မှာဘယ်လို energy မျိုးတက်ရောက်နေတယ်လဲဆိုတဲ့ဟာလေးကိုဟောပြပေးသွားမှာပေါ့နော် energy check အနေနဲ့ပေါ့နော်ကိုကဒီတစ်ဖက်လူနဲ့ပတ်သက်ပြီးတော့မှအဲ့လိုစိတ်တိုင်းမကြတဲ့အရာလေးတွေအများများတယ်ပေါ့နော်ပြောရင်ကိုကရည်ရွယ်တာတခုဒါမဲ့သူ့စီကိုရောက်သွားတာတခုကို ပြောချင်တဲ့စကားကတခုသူနားလေသွားတာတခုသူတွေးသွားတာတခုစသဖြင့် နှစ်ယောက်ကြားထဲမှာအထင်လွဲစရာလေးတွေအများကြီးရှိနေရလဲဖြစ်နိုင်တယ်လို့အလိုတစ်ဖက်လူကကိုကို ိုယ့်ရဲ့အရှိကိုရည်တိုင်းကိုမမြင်နိုင်အောင်ပြောရရင် ကိုယ့်ရဲ့စိတ်ရင်းကိုယ့်ရဲ့ authentic self ကိုယ့်ရဲ့ intention လေးတော့မမြင်နိုင်တဲ့အခါကျတော့ तू ကိုဘာပဲလှုပ်လှုပ်သူ့အတွက်ကမကောင်းဘူးသူ့အတွက်မပြည့်စုံဘူးသူ့အတွက်မလုံလောက်ဘူးသူ့အတွက်အမားတွေအယမ်းဖြစ်နေအဲ့လိုမျိုးတွေ့ရတယ်ဒါကြောင့်ကိုယ့်စိတ်ထဲမှာခံစားနေရတာကိုအရင်အတိတ်ဘဝကဘလို့ကိုချွေးရည်များရှိခဲ့တယ်လေပေါ့နော်ကိုကတော့သူ့ပေါ်မှာကောင်းတာတွေပြီးရဲ့ကောင်းတာတွေထုတ်ပြပေးမယ်သူ့စီကိုရောက်သွားတဲ့အခါကျအဆုတ်ပြက်လေးတွေဖြစ်သွားတာမျိုးဘာအတိတ်ပင်မှာမရှိတော့တာမျိုးအဲ့လိုကိုကဘလောက်ဖယ်လေးလေး ေးနက်နက်ပြင်ဆင်တာပြင်ဆင်တာသူ့စီကိုရောက်သွားရင်မကောင်းတဲ့ပုံစံဖြစ်သွားတယ်။ မကောင်းတာတွေအရန်ဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်ကိုယ်စိတ်ထဲမှာအဲ့လိုနည်းနည်းလေးတောင်းတနေတဲ့ပုံစံမျိုးမြင်ရတယ်ကိုယ့်ရဲ့အရှိကိုရှိတိုင်းသူမြင်စေခြင်းနဲ့အရှိကိုရှိတိုင်းလေးသူလက်ခံစေခြင်းနဲ့အရှိကိုရှိတိုင်းမြင်ဝင်ပေးပါပေါ့နော်နောက်ပြီးတော့အဲ့လိုတစ်ဖက်လူကိုလည်းကိုယ်ကတိတ်အမားမမြင်တဲ့ပုံစံမျိုးတွေလည်းနည်းနည်းတွေ့ရတယ်ကိုယ်ကသူ့ဘက်ကကြည့်ရင်တော့နားလေတယ်လက်ခံတယ်သူဘာလို့ဒီလိုတွေတွေးတယ်လဲသူဘာလို့ဒီလိုတွေခံစားနေရတယ်လဲဆိုတော့ကိုယ်ကကောင်းကောင်းသိရခါကျတစ်ဖက်လူကိုလည်းအပြစ်မတင်ရဘူးသူ့ဘုံမှာလည်းကိုယ်ကနားလည်မှုအပြေအဝရှိရအဓိကတ တခုခုပေါ့နော်အဲ့ဝကြွေးပဲဖြစ်ဖြစ်အဲ့ကိစ္စတခုခုကြောင့်မလို့သူနဲ့ကိုယ်နဲ့ဒီလိုအရာတွေဖြစ်နေရတာဆိုတဲ့အခါကျကိုကဒါဘလိုမျိုးပြုပြင်ရမလဲပေါ့နော်ဘလိုလေးလုပ်ရင်ဒီဟာလေးအဆင်ပြေသွားမလဲဆိုရဲဟာကိုကနီးလန်းရှာတာမျိုးပဲဖြစ်ဖြစ်လမ်းကြောင်းရှာနေရဆိုရဲဟာလေးပေါ့နော်အဲ့ energy လေးတွေ့ရတယ်တကယ်လို့ဒီဟာလေးကကိုယ်နဲ့ကြိုက်တယ်ဆိုရင်ပေါ့နော်တစ်ဖက်လူကကိုယ်နဲ့ပတ်သက်ပြီးဘလို action လေးယူလာနိုင်တယ်လေပေါ့နော်ဒီတာတော့ကလေးတွေနဲ့ဟောပြပြီးတော့မှာပေါ့နော် Q3 ရဲ့ version က Web3 နဲ့ပတ်သက်ပြီးတော့မှဘယ်လို next move action လေးတွေယူလာနိုင်တယ်လဲဆိုရင်ကက်ကလေးအနေနဲ့ကကြတော့ Food of Pandigate ဆိုတဲ့ကက်ကလေးပါနောက်တစ်ကက်ကတော့ Amper ဆိုတဲ့ကက်ပါနောက်ဆုံးတက်ကကတော့ဒီတက်ကထွက်လာခြင်းနဲ့2 of cup ပေါ့နော်နောက်တက်ကက temperature ကကလေးပါ ဖော်တွန်တက်ကကြတော့ဒီဘယ်ဆွဲကလေးကြလာပါတယ်ဒါဆန်းစာမိမှာဆိုတော့အုပ်ထားလိုက်မယ်ပေါ့နော် ဒီ group 3ရဲ့ version ကပေါ့နော်ကိုနဲ့ပတ်သက်ပြီးတော့မှဘာလို့ energy လေးဘယ်လို့ next move ပေါ့နော်ဘယ်လို့ action လေးတွေယူလာဖို့ရှိတယ်လဲဆိုရင်ဒီမှာတော့သူကကြတော့ပေါ့နော်ဘယ်လိုပြောမလဲသူလည်းကောင်းကောင်းမသိရကောင်းကောင်းနားလဲပုံစံမျိုးတွေ့ရတယ်အဲ့လိုဒီ connection မှာမှားနေတဲ့သူကကိုလည်းမဟုတ်ဘူးသူလည်းမဟုတ်ဘူးပေါ့နော်အဲ့ဒီဈားထဲမှာရှိနေတဲ့သူတွေဈားထဲမှာရှိနေတဲ့အရာတွေကမဟုတ်တာပေါ့နော်ဥပမာ ထားပါတော့ကိုကစကားတစ်ခုပြောလိုက်တယ်ဆိုရင်အဲ့ဒီစကားကို အဲ့လိုဆက်သွဲပေးတဲ့သူပဲဖြစ်အဲ့ဒီစကားကိုတဆင့်ပြောပေးတဲ့သူဒါမှမဟုတ်ရင်လည်းအဲ့လိုနှစ်ယောက်ကဝေချွေးတစ်ခုပေးဆက်နေရတယ်ဆိုရင်လည်းအဲ့ဒီဝေချွေးကြီးကန့်ကြမာတွေအကြောင်းမလို့ကိုကဘလောက်ပဲကောင်းကောင်း သူကဘလောက်ပဲကောင်းကောင်းပေါ့နော်အဲ့လိုအဆင်မပြေရရလေမြင်ရတယ်ပေါ့နော်ဒါကြောင့်မလို့သူ့ဘက်ကလည်းကောင်းကောင်းနားလေဒါကြောင့်ကိုယ်စိတ်ထဲမှာတော့ပေါ့နော်အဲ့လိုကိုယ့်ရဲ့တကယ်စိတ်ရင်းမဲဖြစ်ဖြစ်ကိုယ့်ရဲ့တကယ်ပုံရိပ်စင်မှန်တွေကိုသူမသိဘူးလို့ထင်နေပေမဲ့တကယ်တမ်းတော့အဲ့လိုမဟုတ်ဘူးဘာလို့လဲဆိုသူကောင်းကောင်းသိတယ်ကောင်းကောင်းနားလေတယ်ပေါ့နော်ဘာလို့လဲဆိုသူ့ကိုကြည့်လိုက်မယ်ဆိုရင်ကိုယ်စီကနေအဲ့လိုမျိုးအကိုမကောင်းတာတွေမြင်ပေမဲ့မကောင်းတဲ့အဖက်လေးတွေတက်ရောက်သွားပေမဲ့လေကိုယ်ဘယ်တော့မှအဲ့လိုအာထားခဲ့တာမျိုးလည်းမရှိသလိုဘယ်တော့မှအဲ့လိုကို ဘေးနာနေထွက်သွားတာမျိုးမရှိဘူးအဲ့လိုအများနဲ့မဲ့သူပြန်ပြန်ရောက်လာတယ်အများနဲ့မဲ့ကိုဗန်နာကိုဘက်ကနေပဲရက်တီတာမျိုးရှိလိမ့်မယ်ဒါကြောင့်သူ့ရဲ့ next move ကအဲ့တိုင်လေးပဲသူဆက်ပြီးတော့မနေပေးမှာပေါ့နော်ဒါကြောင့်ကိုကို ထားသွားတာမျိုးထွက်သွားတာမျိုးပြစ်ထားတာမျိုးမလုပ်ဖ ೇನೆ သူဆက်ဆောင်လိမ့်မယ်ဆက်ပြီးနေလိမ့်မယ်ဆက်ပြီးတော့မှစ조사လိမ့်မယ်ဘာလို့လဲဆိုတော့ဒါတွေဘာလို့ဖြစ်လဲဆိုတော့သူလည်းကောင်းကောင်းသိလို့ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ next move ကဒီ connection မှာဆက်ပြီးတော့မှနေတာမျိုးလေးပေါ့နော်နောက်နောက်ထပ် energy တွေ့ရတာကကြတော့ သူရဲ့ name smooth ကကြတယ်သူကသူ့နေရာပဲဖြစ်သူထိုင်ကုန်သူမြဲအောင်နေနေမှာဘာလို့လဲဆိုတော့အဲ့လိုဒီနေရာဒီထိုင်ကုန်လာလူရဲ့သူတွေရှိရဲ့ဒီနေရာဒီထိုင်ကုန်သာလွတ်သွားမယ်ဆိုရင်တခြားဝင်လာမဲ့သူတွေအများကြီးရှိရဲ့ဆိုတာသူကောင်းကောင်းသိရဲ့ပြောရရင်ဒီလိုမျိုးသူနဲ့ကိုယ်နဲ့ဒီဆင်ရောက်ဖို့ပဲဖြစ်ဒီလိုမျိုးအဆင်ပြေဖို့ဒီလိုမျိုးချောမွေ့ဖို့အတွက်နှစ်အောင်လုံးစူးစမ်းခဲ့ရတဲ့အရာတွေပေးဆက်ခဲ့ရတဲ့အရာတွေအများများတယ်ဒါကြောင့်မလို့အဲ့ဒီတိုင်သူကလွယ်လွယ်နဲ့တော့အ short မပေးဘူးအရှုံးမပေးဘူးဒါကြောင့်ဘယ်လိုပြောမလဲသူအ short ပေးအရှုံးပေးလိုက် ိုက်မယ်ဆိုရင်သူ့နေရာဝင်လာမဲ့သူတွေလည်းရှိတယ်လို့အဲ့လိုကိုယ်လာပြီးတော့မှပိုင်ဆိုင်သွားမဲ့သူတွေပဲဖြစ်ကိုယ်လာလူသွားမဲ့သူတွေပါညာရှိတဲ့အဲ့လိုကြောင့်မလို့သူကမာနလို့လည်းပြောလို့ရတယ်အတ္တလို့လည်းပြောလို့ရတယ်ဒါငါနေရဒါငါပိုင်တာဒါငါဥစ္စာငါပစ္စည်းပေါ့နော်ငါဘယ်တော့မှမဖယ်ဘူးဒီကနေဘယ်တော့မှလက်မရှောင်ဘူးဆိုပြီးတော့မှအဲ့တိုင်းလေးတွေ့ရတယ်ဒါကြောင့်မလို့သူ့ပုံစံကအရင်တိုင်းမျိုးဆက်နေလေုံပဲအရင်တိုင်းမျိုးသူဆက်ပြီးတော့မှ ကြိုးစားအောင်မယ်ဆိုရဲဟာလေးပေါ့နော်အဲ့တိုင်းလေးလည်းတွေ့ရတယ်နောက်ပြီးတော့ကိုနဲ့လည်းအဆင်ပြေအောင်ကြိုးစားလိမ့်မယ်ဒါကြောင့်ခုလောလောလတ်လတ်တော့ပေါ့နော်ကိုစိတ်ထဲမှာတော့အဲ့လိုအခုလောလောလတ်ပူပူနွေးနွေးဒီလိုကိစ္စကြီးဖြစ်ထားတယ်ဆိုရဲခါကျစိတ်တွေအရန်ပူလောင်သွားတာမျိုးတောကရောက်သွားတာမျိုးအဲ့လို anxiety ဖြစ်သွားတာမျိုးရှိလိမ့်မယ်ဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒါတွေကခဏပဲပေါ့နော်နောက်ပိုင်းပြန်အဆင်ပြေသွားလိမ့်မယ်အဲ့လိုသူ့ရဲ့စိတ်ထဲမှာသူ့ရဲ့ action လေးတွေကတော့ရှိလိမ့်မယ်ကိုထားသွားတာမျိုးပဲဖြစ်ဖြစ်အဲ့လိုကိုအဆက်အသွယ်ဖြတ်သွားတာမျိုးလစ်လျူရွှေ့တာမျိုးကိုပုံမှာ ိုတာနဲ့တာတွေရှိတယ်မယ်ဒါမဲ့နောက်ပိုင်းတော့သူပြန်အဆင်ပြေသွားလိမ့်မယ်ဘာလို့လဲဆိုတော့ဒါတွေဘာလို့ဒီလိုဖြစ်လဲဆိုတော့ तू ကကောင်းကောင်းသိထားပြီးသားသူ့မှာလည်းအဖြစ်ရှိထားပြီးသားဆိုတဲ့အခါကျကိုနဲ့ပဲဆက်ပြီးအဆင်ပြေအောင်နေမှာဒီမှာလည်း True Cups နဲ့ temperance ရဲ့ကလေးကြလာဒီနေ့ကကလည်း energy ထူတယ်ပေါ့နော်အလိုသူ့ဘက်ကလည်းအဆင်ပြေအောင်ကြိုးစားမယ်ကိုဘက်ကလည်းအဆင်ပြေအောင်ကြိုးစားမယ်နောက်ပေါ်တော့ဒီစောင်းချနေတဲ့ angel တို့အဲ့လိုမျိုးဒီ guardian angel ဒါမှမဟုတ်လဲအလို spray guide diva တွေကလည်းနှစ်ယောက်လုံးကိုပြန်ပြောမှပေါင်းဖက်ပေးရမျိုးပဲဖြစ်အဆင်ပြေအောင်လုပ်ပြီးမှဆိုရခါကျနှစ်ယောက်အဆင်ပြေသွားလိမ့်မယ်ပေါ့နော်ဒါကြောင့်ဒီ group messages ကကြတာစိတ်အေးဖို့စိတ်ချဖို့ပေါ့နော်အဲ့လိုဓာကြီးကပြီးသက်သွားတာဆုံးသက်သွားတာပြောင်းလဲသွားတာရှေ့ဆက်လို့မရတော့တာမဟုတ်ဘူးခဏတစ်ဖြုတ်ပဲဒါပြီးရင်ပြန်ပြီးအဆင်ပြေလိမ့်မယ်ပြန်ပြီးကောင်းမွန်လိမ့်မယ်ဆိုပြီးတော့မှပေါ့နော်အဲ့တိုင်းလေးတွေ့ရတယ်ဒါကြောင့်တစ်ဖက်လူရဲ့ next next move ကသူဆက်ပြီး stay လုပ်မယ်ဆက်ပြီး try လုပ်မယ်ဆက်ပြီးကြိုးစားလိမ့်မယ်ပေါ့နော်အဲ့တိုင်းလေးတွေ့ရပါတယ်โอเคပါဒီနေ့ reading လေးကတော့ဒီလောက်ထိပါပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက် video တွေမှာပြန်တွေ့ပါမယ်ရှင်